တရုတ်ဆောင်သူရဲ့ကွယ်လွန်မှုဟာမတင်ငါမကင်းစရာဖြစ်နေကြောင်းပြောလာတဲ့အင်ဒွာမုံမြင့်ကေပရိသက်ဂျီရိုဤချင်းရသူတွေကိုအသက်ရှင်နေတော့လေတံမိုးထားကြပါဆိုတဲ့စကားဟာလွယ်လွယ်ကူကူဖြစ်လာခဲ့တာမဟုတ်ပါဘူးမတော်တဆဆိုသလိုမျက်စိတမိတ်အတွင်းမှာလည်းဘယ်သူမှမထင်ထားတဲ့အရာမျိုးဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်ဆိုတာကိုတရုတ်ဆောင်သူဟာငငယ်ရွယ်နဲ့သက်သေပြသွားပါပြီသူဟာငရွယ်ပေမဲ့လည်းလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲကောင်းမတော်စားမှုနဲ့ဘဝတစ်ပါးကိုကုပြောင်းသွားခဲ့တာကြောင့် နုပညာလောကတစ်ခုလုံးရင်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာရတယ်လို့ဒါမှဆိုလို့ရပါပြီ။အခုချိန်မှာဆိုရင်ထူထူရအောင်အက်ဆီဒင့်ဖြစ်ခဲ့တဲ့တစ်ပင်ကြီးဟာတယိုတာရောမဟုတ်ဘဲနဲ့နယ်ကြီးရဲ့တစ်ပင်တစ်ပင်ဖြစ်နေကြောင်းတငယ်ချင်းဖြစ်သူအိနာမုံမြင့်ကပြောလာခဲ့တာပါ။သူမအနေနဲ့ထူဝင်တိုက်ခဲ့တဲ့တစ်ပင်ကြီးဟာကြီးကြီးမားမားဖြစ်မယ်လို့ထင်ပေမဲ့လည်းသိနေသေးတဲ့ပြင်တစ်ပင်ရဲ့အလယ်နားမှာအတော်တန်ကြာတဲ့အထိဆွဲနှုတ်လို့မရတဲ့တန်ချောင်းတစ်ချောင်းလေးရှိနေခဲ့ပါပြီ။ ဒီတန်ချောင်းဟာဘလို့ကြောင်းရရဲကြောင့်ဆွဲနှုတ်လို့မှမရှာနေခဲ့ပေမယ့်လေညာဘက်တော့ပထန်းရှုပ်ဖက်လို့ရတယ်ဆိုပြီးတော့ပြောလာခဲ့တာဖြစ်ပါ ರಿ ဆိုတော့ပရိသတ်ကြီးတို့ရောဘလို့မျိုးထင်မိမိကြပါသလဲရှင်ပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်လေးကိုလည်းကွန်မန့်မှာရေးသွားပေးခဲ့ပါအောင်နော်